မင်္ဂလာပါညစီခွန်အားစားဆောင်မှနှုတ်ခွန်းချက်ပါပါတယ်။မတ်လ7ရက်2025ခုနှစ်ပုံခုနှစ်အကျွန်ုပ်ကကိုရင်းတရားနိုင်မင်းလိုပါ၏။အထုံးဖွင့်ကိုကိုတူတင်ချင်းကအကျွန်ုပ်ရှင်းရခရသောခြေရှင်တွေပါ၏။တရား၁၆ခုမြောက်သောစာလံအခန်းကြီး90ခေါင်းစဉ်ကမမြင်နိုင်သောမာစာကူညီမှုတခါကလူတစ်ယောက်ဒီအကျွေးပေးရန်များပြားသဖြင့်အလုံးမင်းစိတ်စီရင်နေပါတဲ့။ မ်းမြောက်ရလမ်းကိုမစည်းစားနိုင်တဲ့အခါမှာမိမိကိုယ်ကိုတတ်သိကြံ့ရှိမိပါသည်သည်။လောကကြီးကမတရားပါဘူးကွာဟုနီးသွားနေလိမ့်ရှိပါသည်။ဒီမင်းစီအလုံသွားသောလမ်းတွင်ချွေဝသောသူတို့အိမ်ရှိပါသည်။တတိယအိမ်ရှိသူများ၏မောကြီးကသူများ၏ကတော့ချမ်းသာလိုက်တာကိုတွင်းရင်တာရည်သည်အားမြင်လာပါတည်း။တနည်းတွင်တတိယကသူ့အကြောင်းကိုကြား၍တနာကကိုနီယံဆုံးဖြတ်ပြီးငွေတို့ကိုပိုက်ကဝရဏာမဆောင်နေပါခဲ့။ ူစင်းရဲ့ဒီတိုက်ရှိလို့ဖြစ်သွားလေတထင်းကဟဲ့ဒီမှာမင်းတော့ဟိုအော်ပြောရင်ဝင်းဒင်းကားတော့ကိုပြချပေးလိုက်ပါတဲ့မြုံတရကြလာတော့အထုံးကိုသူစင်းရဲ့ကမတိန်ရှောင်းနိုင်မရှိရကျောကိုကိုအုံးကနေထင်သွားပါ၏သူစင်းရဲ့လဲသွားပါသည်နာကျင်လျက်ကဝရဏစီလူမောကြီးဟာတထင်းကပြုံးပြ၍အင်းထင်းဝင်သွားပါသည်သူစင်းရဲ့ဒီနာကျင်လျက်ကုန်းထရယ်ထုံးအင်းကိုကဒေါသနဲ့ဆွဲပြက်ပြလိုက်၏ ဝင်ဒီကားများဝေါ်ကနေထွက်ကြလာပါ၏ထိုအခါသူကဝန်တာအားရဖြစ်ကကြောကုန်းတာတာကိုတော့မိသွားပါတဲ့မင်းရှင်များအနေနဲ့တွေးတောကြည့်ပါတခါလေအဲ့ဒီလိုမျိုးဝင်တို့နဲ့အပေါက်ခံရလေဘလောက်ကောင်းလိမ့်မလဲနော်လောကမှာနေထိုင်ရတော့ကဝင်လို့ဒီကြောင်ဝေတော့နဲ့အပေါက်ခံရလေးနာမည်ထင်ပါပန်းနေပေါက်တာကတော့နာကျင်တာအုံးပြီတို့တော့ကောင်းချီးမလာနေပြီးတော့အထုပ်ကိုဖွင့်ဖောက်ရင်မကြည့်ခင်ဘာမှမသိနိုင်ပါ နဘေးကိုကြောင်းကုန်းကိုဦးကောင်းကိုဝုံးကနေထိခိုက်တော့ခါနာကျင်ပါလိမလို့ကျင်ပါဘူးနော်နေ့စဉ်တက်တာ၌နာကျင်မှုမျိုးမျိုးကို ကျွန်တော်တို့ခံစားရစေအေးရာက ရုံးဖြတ်ထားသောကုညီမဆမှုတနည်းအားဖြင့်မမြင်နိုင်သောဖျားသခင်ပြင်းစင်ပြီးမှုတစ်ခုမသိနိုင်ပါဒုက္ခရှိတော်လေကျေးဇူးတော်ကိုချီးမွမ်းနိုင်များကတော့ဖျားသခင်မမြင်နိုင်သောပြင်းစင်မှုများကိုတဘောပေါင်းနားလည်ကြများဖြစ်ကြပါသည်ဆရာကြီးစပါဂျင်က ျွန်တော်တို့ရှင်ဒုက္ခကိုရင်ဆိုင်ရခြင်းမှာကျင်းစာတည်နေတယ်ကိုအောင်းမိကြလိရှိပါတယ်။သို့တော်ဒါကဘုရားသခင်ပြင်ဆင်ပေးရဲ့ကောင်းခြင်းမင်္ဂလာကိုသိမ့်ပိုင်နိုင်ဖို့ပါပဲဟူ၍သားခဲ့ပါသည်။ထို့ကြောင့်ရှင်ဆန်းနောက်ရှက်ခြင်းကိုခံရတော်လဲဂျေဆုတော်ကိုစူးမကြမှာပါ။နာကျင်သောရများသည့်ကောင်းခြင်းမင်္ဂလာအဖြစ်ထူးခြားစွာပြောင်းလဲနိုင်သောကြောင့်ပါမိတ်ဆွေအားလုံးဖျားလေးကောင်းချီးပေးပါစေ။